Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ပတ်မှာတော့မုံညင်းရွက်အစားအာဟာရနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်မုံညင်းရွက်ကကျွန်တော်တို့လူတိုင်းအတွက်အာဟာရဖြစ်တယ်ဆိုပေမဲ့မုံညင်းရွက်ကိုဇေဝရည်နဲ့တက်ပြုနိုင်ခြင်းနဲ့ပြီးတော့ကျမကြီးအချင်းနဲ့တချို့ရှိတဲ့သူတွေအနေနဲ့ရောင်ကျင်းတင်ပါတယ်အဲဒီတော့ကျွန်တော်တို့မုံညင်းရွက်ကိုတတိသားစားသုံးတဲ့လို့ဆိုတဲ့အကြောင်းပြောတဲ့အခါမှာ ချက်ပြုတ်ပြီးသားမုံညင်းရွက်တစ်ခွက်မှာပါတဲ့အာဟာရတန်ဖိုးကိုတည်ဖို့လိုပါတယ်။အလိုဒီမှာသာစားသုံးသင့်ပမာဏကိုကျွန်တော်သုံးသက်ဆင်ကျွန်တော်ရပါမယ်။အဲဒါကြောင့်မို့အာဟာရတန်ဖိုးကိုမကျော်လိုက်ပါနဲ့။နံပါတ်၁ချက်ပြုတ်ပြီးမုံညင်းရွက်တစ်ခွက်မှာရှိတဲ့အာဟာရတန်ဖိုးတွေကြည့်လိုက်ကြရအောင်။ဗီတာမင်အနေနဲ့ဗီတာမင် K 419ဝမ်းနဲ့830မိုက်ခရိုဂရမ်ပါရှိမှာပဲဖြစ်ပါတယ် ညစ်စီပမာဏ၄00ရာခိုင်နှုန်းထိရရှိမှာဖြစ်ပါတယ်။ဗီတာမင် E 7800အာယံရရှိမှာဖြစ်ပါတယ်။ညစ်စင်လောဒ်ပမာဏ96ရာခိုင်နှုန်းထိရရှိပါမယ်။ဗီတာမင် C 35မီလီဂရမ်၊ညစ်စင်လောဒ်ချက်ရဲ့39ရာခိုင်နှုန်းရရှိပါမယ်။ Folate ၊ဗီတာမင် B9 102မိုက်ခရိုဂရမ်ဖြစ်ပါတယ်။ညစ်စင်လောဒ်ချက်ရဲ့28ရာခိုင်နှုန်းရရှိမှာပဲဖြစ်ပါတယ်။ကျွန်တော်တတိုတက်တဲ့အနေနဲ့ကတော့ KCN 103ကနေ165မီလီဂရမ်ခန့်ရှိပါတယ်။နေ့စဉ်ပမာဏရဲ့ နေ့စဉ်ပမာဏရဲ့10ရာခိုင်နှုန်းကနေ16ရာခိုင်နှုန်းထိရရှိမှာပဲ ဖြစ်ပါတယ်။ပိုတက်ဆီယမ်280မီလီဂရမ်၊သံဓာတ်1မီလီဂရမ်၊မဂနီဆီယမ်27မီလီဂရမ်တို့ရရှိမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကယ်လိုရီအနေနဲ့27ကနေ36ကီလိုကယ်လိုရီခန့်ရရှိမယ်။အမြင့်တက်ကတော့1.8ဂရမ်ခန့်ရရှိမယ်။ပရိုတင်းကတော့3.16ဂရမ်ခန့်ရရှိမှာပဲဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့မုံညင်းရွက်ကြော်တစ်ခွက်မှာပေါ့နော်။ပါရှိတဲ့အာဟာရတမိုးတွေသိပြီဆိုလို့ရှင်เนาะမုံညင်းရွက်ကို ဘလို့လေးရှောင်ကျင်တဲ့နေဆိုတာကိုဆက်လက်ကြည့်လိုက်ကြရအောင်အခုဖော်ပြမယ်လူစုစည်းဝင်နေဟာမုံညင်းရွက်စားသုံးရမှာတည်ထားတင်ပါတယ်မုံညင်းရွက်ကိုလုံကျုံစားသုံးမိမယ်ဆိုလို့ရှင်တော့ကျွန်တော်ပြောပြမယ်ဘဲရွက်ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်နံပါတ်၁ကတော့တန်ရက်ယောဂါရှိတဲ့သူတွေဖြစ်ပါတယ်။ပြောရရင်တန်ရက်ကလင်းပြဒနာရှိတဲ့သူတွေပဲဖြစ်ပါတယ်။မုံကြီးရွာမှာကျွန်တော်ဂွိုင်းထိုကျွန်းလုံးခေါ်တဲ့ဒရပောင်းနဲ့ပါဝင်ပါတယ်။အဲ့ဒီဒရပောင်းတွေကအန်အိုရင်းစုပ်ယူမှုကိုဟန်တာပြီးတော့တန်ရက်ကလင်းလှုပ်ဆောင်မှုကိုထိခိုက်စေနိုင်ပါတယ်။ ထူးသဖြင့်ကတော့တန်ရဲဟော်မုန်းနဲ့ယောဂါရှိတဲ့သူတွေမှာပုံမပြောဆိုရနိုင်ပါတယ်။အဲဒါကြောင့်မို့ကျွန်တော်တို့မုံညင်းရွက်ကိုချက်ပြုတ်ခြင်းဖြင့်ပေါ့နော်။သူ့ရဲ့ဒီဂိုင်းလိုချင်းအာနိသင်ကိုတိတိတသာရှော့ချစေနိုင်နေဆိုပေမဲ့တန်ရဲယောဂါရှိသူတွေအနေနဲ့ကတော့တတိထားတင်တဲ့အချက်ပဲဖြစ်ပါတယ်။နမနကတော့သွေးကြေးဆေးတောက်သုံးနေရတဲ့သူတွေပဲဖြစ်ပါတယ်ဝါဖင်းလိုဆေးဝါးတွေဖြစ်ပါတယ်ငုံကြီးရမှာဗီတာမင် K ကျွေးဝါးစာပါဝင်တဲ့အတွက်ကြောင့်မို့သွေးခိမှုကိုအားပေးပါတယ်အဲ့အတွက် ။သွေးကြေးဆေးတွေတောက်သုံးနေတဲ့သူတွေနေနေဖြင့်ပမာဏမများစေဖို့တတိထားစားသုံးတင်ပါတယ်။မုန်ကြီးရဲ့ကပမာဏများများစားသုံးမိမယ်ဆိုလို့ရှိရင်တော့သွေးကြေးဆေးရအာနိသင်ကိုနှောင်ရှက်ဖြစ်စေပြီးတော့သွေးလုံမင်းကျဲတာတွေသွေးထွက်လွဲတဲ့အန္တရာယ်တွေကိုမြင့်တက်စေနိုင်လို့ပဲဖြစ်ပါတယ်။နံပါတ်3ချက်ကတော့ကြောက်ကက်ကြောက်တယ်ပူတဲ့သူတွေဖြစ်ပါတယ်။မုန်ကြီးရွက်မှာကျွန်တော်အောက်ဆလိတ်တပောင်းနဲ့ပေါင်ဝင်ပါတယ်။ ဲ့ဒီဒေါ်ပေါင်းတွေကခန္ဓာကိုယ်ထဲမှာရှိတဲ့ KCN နဲ့ပေါင်းဆက်ပြီးတော့ KCN အောင်စလိတ်ကြောက်တွေဖြစ်ပေါ်စေနိုင်ပါတယ်။အဲဒီကြောင့်မို့ဟိုးရခင်ကကြောက်ကကြောက်တဲ့ပုသူတွေနဲ့ဖြင့်မုံကြီးရဲ့စားသုံးမှုကိုပမာဏမများစေဖို့တတိပြုရပါမယ်။နံပါတ်၄ချက်ကတော့အစာချစ်စနစ်အားနဲ့လွယ်တဲ့သူတွေ။ဒီနေ့ပြောမယ်ဆိုလို့ရှိရင်တော့အစိုင်အချင်ပေါက်ယောဂါရှိတဲ့သူတွေပဲဖြစ်ပါတယ်။မုံညွရောမှာပါဝင်တဲ့အမြင်တန်းနဲ့ဒီဆက်ဖြင်းဖြင်းတက်ပါတဲ့ဒရပောင်းတွေက ျွန်တော်ဒီတချို့လူတွေအတွက်ဆိုလို့ရှိရင်တော့လေးပွားတာတွေရင်ပြည့်ရင်ကယ်ဖြစ်တာတွေအစာမကြေတာတွေပြီးတော့အစိမ်ချမောက်ယောဂါလက္ခဏာတွေကိုပုံပုံဆိုရစင်နေတဲ့အထိဖြစ်နိုင်လို့ပဲဖြစ်ပါတယ်။နံပါတ်5ကတော့မုံညင်းနဲ့ဓမ္မတဲတဲ့သူတွေပဲဖြစ်ပါတယ်။တခြားအစားစာဓမ္မတဲမှုတွေလောက်အဖြစ်မများပေမဲ့ပေါ့နော်ဒီမုံညင်းနဲ့ဓမ္မတဲတဲ့သူတွေမှာအရေပြားမှာအင်ပြင်ထတာတွေရာရန်တာတွေကိုယ်စိတ်ပိုင်းမှာရောင်ရမ်းတာတွေအဖုပိတ်ထွက်တာတွေစားတဲ့ဓမ္မတဲမှုလက္ခဏာတွေပေါ်ပေါက်စေနိုင်ပါတယ်။ မုံညွတ်ကိုတရီတာစားသုံးတဲ့လူစုတွေကြောင့်သိပြီဆိုလို့ရှင်မုံညွတ်ကပေးတဲ့ဂျမာရင်ကိုဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်၁ကတော့ကိုလက်စထရောကိုလျှော့ချစေပြီးတော့နှလုံးသွေးကြောဂျမာရင်ကိုကာကွယ်ပေးခြင်းပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲမှာရှိတဲ့သေးချေရဲ့ acid တွေနဲ့ပေါင်းစုံဖြစ်စဉ်ကိုမြင့်တင်ပေးနိုင်လို့မို့အပေါ်ကိုလက်စထရောကိုဖိရှားရမှာကူညီပေးနိုင်ပါတယ်။အစီအစိမ်များစွာစားသုံးတဲ့သူတွေတော့ကတော့အထူးကောင်းမှုပြီးတော့ကိုလက်စထရောအဆင့်ကိုလျှော့ချစေဖို့ပူညီပေးမှာပဲဖြစ်ပါတယ်။အဲဒီအတွက်ကြောင့် ကိုလက်စတောများနေတဲ့သူတွေအတွက်မုံညင်းရွက်ကစားပေးတဲ့အစားအစာလေးဖြစ်ပါတယ်။နံပါတ်2ကတော့ဝမ်းချုပ်ခြင်းဓမ္မမို့ဝမ်းသွားရခက်ခဲတဲ့သူတွေပဲဖြစ်ပါတယ်။အမြင်တက်ကအစာချေလုပ်ငန်းကိုပုံမှန်ချုံးမဲစွာလည်းပတ်စီပြီးတော့ဝမ်းချုပ်ခြင်းနဲ့လေကောင်းယောဂါတွေပြီးတော့ဥမာကြီးကင်ဆာလိုဥမာကြီးယောဂါတွေကိုရှင်းချပေးနိုင်ပါတယ်။နံပါတ်3ကတော့ကိုမင်ဆောင်မိခင်တွေအတွက်ကောင်းမွန်ခြင်းပဲဖြစ်ပါတယ်။မုံညင်းရွက်မှာဗီတာမင် K နဲ့ဗီတာမင် B6 တို့ပါဝင်တဲ့အတွက်ကြောင့်မုံဝင်ဆောင်မိခင်တွေအတွက်အလွန်ကြိုးရှိစေပြီးတော့ ကိုဝင်ဆောင်တဲမှာဖြစ်ပေါ်တဲ့မိမသားဖြစ်တာတဲ့အော့အန်နာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ MLA ကတော့စီကြောက်တဲခြင်းကိုကာကွယ်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ဗီတာမင်ကျွေးဝါးတဲ့မုံညင်းရွက်ကိုပုံမှန်စားသုံးပေးမယ်ဆိုလို့ရှိရင်တော့ KCN Phosphate စုပေါင်းမှုကိုတားဆီးပေးခြင်းဖြင့်စီလန်းကြောင်းမှာကြောက်တဲခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။နံပါတ်5ကတော့အဆင်မြင့်ရောင်ရမ်းခြင်းလက္ခဏာတွေကိုသက်သာစေခြင်းပဲဖြစ်ပါတယ်။အဆင်မြင့်နာသူတွေအတွက်ကတော့စားသုံးပေးတဲ့အစားအစာလေးဖြစ်ပါတယ်။ ရောင်ရမ်းမှုကိုသက်သာစေတဲ့စွမ်းရင်ရှိတဲ့မုံညင်းရွာအစင်းမြင့်ရောင်ရမ်းကျဉ်ကြောင်းမှုဖြစ်တဲ့နာကျင်ကြိုက်ခဲရာတွေဒီကြွသားနာကျင်တာတွေအစစ်နာကျင်မှုတွေရောပါစေခြင်းနဲ့အတူဒီသူနဲ့ဆက်ဆက်နေတဲ့တ िश ူတွေပြန်လည်ကောင်းမွန်စေဖို့ကုညီပေးလို့မို့အစင်းမြင့်ကြိုက်ခဲတဲ့သူတွေအစင်းမြင့်နာတဲ့သူတွေအတွက်ဒါစားသုံးပေးတဲ့အရွယ်လေးဖြစ်ပါတယ်နံပါတ်6ကတော့ရာသီလာစင်နာကျင်မှုငွေရနာတွေချောချပေးနိုင်ခြင်းဖြစ်ပါတယ် ော်မုန်းလုံးဆောင်မှုတွေကိုထိန်းညှိပေးခြင်းဖြင့်ယာစီမတိုင်မီဖြစ်ပေါ်လာတဲ့ဘိုက်အောင်နာတွေဘိုက်နာနာတွေကိုက်ခဲတာတွေပေါ့နော်ပြောရရင် PNSLO ခေါ်တဲ့ဒီယာစီမတိုင်မီဝဇနာဖြစ်တဲ့ကြွတ်တဲ့ခြင်ကုန်သက်သာစင်တဲ့ဂျမ်းမဲဖြစ်ပါတယ်။နမခွန်ကတော့ကင်ဆာအနီရဲ့ရှော့ချပေးတဲ့ဂျမ်းမဲဖြစ်ပါတယ်။မုံကြီးရွယ်မှာဂလူကိုဆီနိုလိတ်လို့ခေါ်တဲ့အပင်ဒရပောင်းအုပ်စုတစ်ခုကျေဝါစွာပါဝင်လို့မို့အဲ့ဒီဒရပောင်းတွေကဆဲတွေကို DNA ပျက်စီးမှုကနေကာကွယ်ပေးတယ်ပြီးတော့ကင်ဆာဆဲတွေတည်ထောင်မှုကိုတားဆီးပေးပါတယ်။ ကျွန်တော်တို့မုံညင်းရွက်ကိုပုံမှန်စားသုံးပေးမယ်ဆိုလို့ရှိရင်တော့စီကျိကင်စာတွေဥမာကြီးကင်စာတွေအစင်ကင်စာတွေနှခေါင်းနဲ့ပါးစပ်ကင်စာစားတဲ့ကင်စာမျိုးစားတချို့ဖြစ်ပေါ်နိုင်ခြင်းကိုရှင်းချစေနိုင်မှာဖြစ်ပါတယ်အမေရှိကတော့အသေးလုံးဆောင်မှုကိုထောက်ပံ့ပေးခြင်းပဲဖြစ်ပါတယ်။ဘုံကြီးရွယ်မှာတဘာဝကလိုရိုဖီကျွေးဝါတဲ့အစင်းရောင်ဟင်းသင်းဟင်းရွက်ကြတဲ့ကတခုဖြစ်လို့မို့အသေးရဲ့အစိတ်တောက်ဖြစ်ခြင်းဖြစ်စဉ်ကိုမြင့်တင်ပေးနိုင်လို့မို့အသေးကျမရေးကိုအလွန်ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။ နံပါတ်6ချက်ကတော့နှလုံးကျန်းမာရေးကိုထောက်ကူပြုခြင်းပဲဖြစ်ပါတယ်။ဘုံညွတ်မှာပါတဲ့အမြင့်တက်ပိုတက်ဆီယမ်နဲ့ဖောလိတ်တို့ကနှလုံးကျန်းမာရေးကိုကောင်းမွန်စေတယ်။ပြီးတော့သွေးပုံကျင်းကိုထိန်းညှိပေးတာတွေသွေးစီးဆင်းမှုကိုချိုးမွဲ့စေတာတွေနဲ့နှလုံးရောဂါဖြစ်ပေါ်နိုင်ခြင်းကိုလျှော့ချစေနိုင်ပါတယ်။နံပါတ်10ကတော့အရိုးတွေကိုတန်မာစေခြင်းပဲဖြစ်ပါတယ်။ဘုံညွတ်မှာကျွန်တော်တို့ဗီတာမင် K နဲ့ Calcium ဓာတ်နှစ်မျိုးလုံးကအရိုးတွေတန်မာကျန်းမာရေးအတွက်အလွန်ရေးပါတာပဲဖြစ်ပါတယ်။ဗီတာမင် K ကအရိုးသေသေးစားကိုထိန်းသိမ်းဖို့ကူညီပေးတယ်။ပြီးတော့ ျွန်တော်တို့ဒီအထုသဖြင့်ကပေါ့နော်အသက်ကြီးတဲ့သူတွေနောက်တစ်ချက်ကအယောဘွားယောဂါဖြစ်နေခြင်းရှိတဲ့သူတွေအနေနဲ့ပုံမှန်စားသုံးပေးတဲ့အရာလေးဖြစ်ပါတယ်ပို့ပြီးတော့လေးတင်တော်ပါတယ်နမစတိကတော့မျက်စိကျန်းမာရေးပဲဖြစ်ပါတယ်ဗီတာမင် A ပြောရမယ်ဆိုလို့ရှင်တော့ဗီတာကာရိုတင်ပုံစံဖြင့်ပြောင်းလဲလိုက်တဲ့ဗီတာမင် A ဟာမျက်စိကျန်းမာရေးအတွက်ကောင်းမွန်တာပဲဖြစ်ပါတယ်မျှော်ရုံကောင်းမွန်စေဖို့ကူညီပေးပြီးတော့အသက်အရွယ်ကြောင်းဖြစ်တဲ့အမြင်လောရရင်ချင်းဖြစ်တဲ့ဒီ muscular degeneration လို့မျက်စိပြဿနာတွေရနေကာကွယ်ပေးနိုင်ပါတယ် ။မန်စနစ်ကတော့ကိုယ်ခန္ဓာစနစ်ကိုမြင့်တင်ပေးခြင်းပဲဖြစ်ပါတယ်။ဒီဗီတာမင် C, ဗီတာမင် A နဲ့တခြားတတိုးဆန်းကျင်ပစ္စည်းတွေပါဝင်လို့မို့ကိုယ်ခန္ဓာစနစ်ကိုထောက်ပံ့ပေးနိုင်တယ်။ပြီးတော့ကျန်းမာတဲ့ကိုယ်ခန္ဓာစနစ်အတွက်အလွန်ရေးကြီးတဲ့ပြီးတော့ဒီအေးမိတာတွေတုတ်ကွေးကနေစပြီးတော့အဆုတ်ရောင်ခြင်းဒီအဆုတ်ပုံးဝင်ခြင်းစားတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်ပေါ်နိုင်ခြင်းကိုရှင်းချပေးနိုင်ပါတယ်။နံပါတ်73ကတော့ကိုလေးကျင်းထင်းသိမ်းရမှာလေထောက်ကူပြုတာပဲဖြစ်ပါတယ်။ ကိုလေးချင်းထင်းသိမ်းဖို့ကြိုးစားနေတဲ့သူတွေတကတော့ဒီမုံညင်းရစားသုံးပေးခြင်းဟာဘုံဝမှန်ကန်တဲ့ရွေးချင်ရင်တခုလည်းဖြစ်ပါတယ်။ကယ်လိုရီပါဝင်မှုနေပြီးတော့အမြင့်တက်မြင်မာတဲ့အတွက်ကြောင့်မို့ဗိုက်ပြက်တင်းစီပြီးတော့အစာစားခြင်းစိတ်ကိုထင်းချုပ်ပေးနေတာပဲဖြစ်ပါတယ်။နံပါတ်14ချက်ကတော့စိတ်ကျမ်းမာရဲ့တိုးတက်ကောင်းမှုစေခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့အစင်းရုံဟင်းသင်းဟင်းရွက်တွေကိုနေ့စဉ်၃ချိန်ပုံမှန်စားသုံးပေးမယ်ဆိုလို့ရှိရင်စစ်ပိုင်းဆိုင်ရာလုံဆောင်နိုင်မှုကြာစင်းမှုကို၄၀ရာခိုင်နှုန်းထိချောချစေနိုင်ကြောင်း လည်လာချက်တွေမှာဖော်ပြထားချက်တွေရှိပါတယ်။နံပါတ်15ကတော့ဝက်ချံဖြစ်နှုန်းကိုချော့ချပေးခြင်းပဲဖြစ်ပါတယ်။ဘုံညွတ်မှာပါဝင်တဲ့ဗီတာမင် A ကအရင်ပြားမှာရှိတဲ့ဒီ7 glin နဲ့အလွန်မင်းအစီထိုးလို့မှုကိုချော့ချစေပြီးတော့ဝက်ချံထွက်နှုန်းနေပါစေတာပဲဖြစ်ပါတယ်။ပြီးတော့အရင်ပြားရဲ့တ िश ူတွေကိုအားကောင်းစေပြီးတော့အရင်ပြားရဲ့ကျောင်းမရင်းနဲ့ကျင်းလင်းပြောင်းလဲမှုကိုမြင့်တင်ပေးနိုင်လို့မို့အသားရည်ကျင်းလင်းခြင်းတဲ့သူတွေအတွက်ကတော့ဘုံညွတ်ရာနေ့စဉ်ပုံမှန်ထည့်သွင်းစားသုံးပေးတဲ့ ်သေးရွယ်လေးဖြစ်ပါတယ်ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ဒီမွန်ကြီးရဲနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပြပြပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖန်လေးတွေကိုနားထောင်ပြီးတော့ကြတော့ကျွန်မရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်မရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထန်လုံးဝမ်းသာပီတိဖြစ်မိပါပဲဖြစ်ပါတယ်ကျမရဲ့ဘုဟုတ္တရတွေတို့ပွားပြီးစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ